ငိမ့်ငိမ့်လေးနဲ့တီတီငိမ့်ကြီးနဲ့မဆုံးညှက်ပြီးတော့ညှက်ပြီးတော့ကစားတာကကျက်သားထီအောင်မှုကစားတာเนาะကဲညီငယ်ပဲဖြစ်ဖြစ်ညီမငယ်ပဲဖြစ်ဖြစ်ပါเนาะ grand နဲ့မတွတ်တတ်ဘူးလားဆိုကျွန်တော်လည်းမတွတ်တတ်ဘူးเนาะတချို့အမျိုးသမီးတွေကြတော့ကြောဂျိုင်းနေမှာသွားပြီးတော့အစီခောက်တွေထူနေတယ်တချို့အမျိုးသမီးတွေကြတော့နောက်ကြောဂုတ်ပိုးကြီးတွေမုံမောက်ပြီးတော့အစီတွေရမ်းများတယ် ကဲတငယ်ချင်းမိတ်ဆွေများမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ကဲဒေါ်ထက်ကြီးလည်းမင်္ဂလာပါမင်္ဂလာပါဆရာကဲကျွန်တော်တို့တွေเนาะမတွေ့ဆုံကြတာလဲရစ်တွေရောလာရောတော်တော်ကြာသွားပြီလားမသိဘူးเนาะအဲ့တော့ကျွန်တော်တယောက်เทပဲเนาะညင်း၆၆နဲ့เนาะမေးလိုက်ဖြေလိုက်နဲ့เนาะဘဝတိုက်ပွဲဝင်နေရတာကဲဒီနေ့လို့ပါဝဲကူညီပေးတဲ့ဒေါ်ထက်ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာရပါတယ်အဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းပဲเนาะမေကွန်၅ခုမေเนาะအဖြေ၅ခုဖြေး စီစဉ်လေးစမယ်ဗျာကဲကျွန်တော်ဟုတ်ကဲ့ပါလေးပါဗျာလိုက်မယ်နော်ဆရာပထမဆုံးမေးခွန်းလေးကဟိုဟာ Royal Monkey 2468ဆိုတဲ့အကောင့်လေးရပါတော့မင်္ဂလာပါဆရာတဲ့အသက်24ပါတဲ့ MMA ပေါ့နော်ဒီဟိုဟာဘယ်လိုပြောမလဲ Miss Matria X ပေါ့နော်အဲ့ဒီကစားနည်းကိုလေ့လာနေသူလူငယ်တယောက်အနေနဲ့တဲ့ Cardio Stamina တက်လုံပိုင်းနဲ့ Weight Training ပိုင်းကိုရောပြီးဆော့လို့ရတာပေါ့နော်နောက်ပြီးတော့ဒါမှမဟုတ်တဲ့အချိန်ခွဲဆော့သင့်ပါသလားဆရာတဲ့ဖြေပေးပါဦးဟုတ်ကဲ့ အဲ့ဒါကကြတော့ဒီကာဒီယိုကစားရတယ်ဝိတ်ထရိနီကစားရတယ်ရောပြီးဆော့လို့ရလားတွဲပြီးဆော့လို့ရလားဆိုတော့အဲ့ဒါတကယ်တမ်းပြောရရင်မေးခွန်းကစားပြီးတော့လွဲနေတာเนาะအဲ့လိုပဲကျွန်တော်ပြောမယ်เนาะဘာလို့မေးခွန်းကလွဲနေလဲဆိုတော့ကျွန်တော်တို့နိုင်ငံအနေအထားအရလူတော်တော်များများသိထားတာကဒီအလေးတုံးအလေးပြားအစ်စ်ပစ္စည်းနဲ့ကစားတာကိုသူတို့ကဝိတ်ထရိနီเนาะအဲ့လိုတတ်မှတ်ပြီးတော့ ဟိုတာယာတွေထူတာတူနဲ့ထူတာဒါလားဟိုကျွန်တော်တို့ကြိုးတွေတော့အဲ့ဒါကိုသူတို့ကကာဒီယိုကစားနေလို့သူအဲ့လိုမြင်သွားကြတယ်အမှန်တော့ဒီအလေးတုံးအလေးပြားတွေနဲ့လည်းဒီကာဒီယိုကကစားလို့ရတယ်နော်ဟိုကြွက်သားကြံ့ခိုင်အောင်ကြွက်သားတွေပေါ်လွင်အောင်အလေးတုံးလေးပြားနဲ့ကစားလို့ရတယ်ကြွက်သားဓူတွေကြီးထွားအောင်အချိုးအစားတွေလှအောင်ခန္ဓာကိုယ်ပွင့်ပြောင်းလဲအလေးတုံးလေးပြားနဲ့ကစားလို့ရတယ်လို့အခု နှလုံးခွန်အားကြွက်သားအားကောင်းအောင်လေဒီအလေးလုံးလေးပြိုင်နဲ့ကစားတယ်ကစားပုံကစားနည်းနဲ့သူ့ရဲ့ဒီသုံးဆွဲတဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရှိတ်သုံးတာမတူတာပဲကွာတာเนาะငိမ့်ငိမ့်လေးနဲ့တီတီငိမ့်ကြီးနဲ့မာဆုံးညှက်ပြီးတော့ညှက်ပြီးတော့ကစားတာကကြွက်သားထိရောက်မှုကစားတာအဲ့လိုမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရှိတ်လုပ်ပြီးတော့ကျွန်တော်တို့เนาะအားနဲ့အင်းနဲ့ပါဝါနဲ့ တုံးပြီးတော့ဥမာဆိုပါစို့ဟိုဝိတ်တုံးကိုကိုင်းပြီးတော့လက်သီးထိုးတာပေါ့နော်ထိုးပြီးတော့နော်အဲ့ဒါကခုနကပြောကာဒီယိုဘိုင်းမှာပါတဲ့အရာတွေနော်တကယ်ဟိုကျွန်တော်တို့ဒီလဝိတ်ထိုးတဲ့သူတွေနော်ဝိတ်တုံးကြီးကိုင်းပြီးတော့လက်သီးပြောင်မြောင်ထိုးတယ်ဝိတ်တုံးလည်းချပြီးတော့လက်သီးလည်းထိုးလို့သူရဲ့ပါဝါပို့ပြီးတော့ညံဆန်သွားတာပေါ့နော်ပြီးတော့ကြွက်သားလည်းအဲ့မှာသူကစတရိုက်မင်လာအားကောင်းသွားတယ်နော်အဲ့တော့ထင်နေတာကဝိတ်ထွေအနေနဲ့ကာဒီယိုကစားရတယ် တက္ကနာဒီလို့ထင်ထားတာဟုတ်တယ်သလားဟုတ်ပင်နဲ့ဒါရင်နဲ့လွဲနေတယ်ဒီအလေးတုံးအလေးပြအလေးဆက် weight training ရာလဲကာဒီယိုနှလုံးခွန်အားကြွက်သားတွေအားကောင်းလာအောင်ကစားလို့ရတယ်ကစားလဲကစားနေကြတယ်နိုင်ငံတကာမှာအဲ့လိုလုပ်နေကြတယ်ဒါပေမဲ့မတူညီတာလေးတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့အခုညီလေးကဒီ MMA လုပ်တဲ့လက်ဝေးပဲပြောပြောဘောလုံးကန်တာပဲပြောပြောအဲ့ဒီနှစ်ခုကြတော့တွဲမကစားတင်ဘူး เนาะဥပမာဆိုတော့လဝိထိုးတယ်ပေါ့เนาะလဝိထိုးတယ်ဒီသူတွေအသက်ပုတ်ပညာကြီးကျင့်နေတောင်ဘောလုံးကန်လေးကျင့်နေတောင်စက်တောင်ရဲ့လေစက်တောင်ရဲ့လေအခုပဲပြေးပြီးတော့ဝိမလိုက်เนาะအခုပဲဘောလုံးပြေးကန်လိုက်ဘောလုံးသမားလည်းအခုပဲလာပြီးတော့ဝိထွေနေကစားလိုက်ဒီလဝိသမားဒီ MMA သမားအခုပဲနဘန်းနေကျင့်လိုက်အခုပဲလက်တိထိုးရအခုပဲเนาะဝိမလိုက်အဲ့လိုနှစ်ခုတော့တွဲမဲ့ကစားအဲ့ဒါကြတော့အချိန်ခွဲရမယ်ခုနကညီလေးမိတာကာဒီယိုဘိုင်းဆိုတာကြတော့ဒီဝိတ်ကလည်းကာဒီယိုတစ်မျိုးပဲကစားတဲ့နီးစနစ်နဲ့အလေးသုံးဆွဲမှုနဲ့ ပြီးတော့ခန္ဓာကိုယ်နေဟန်ထားမတူတာပဲရှိတာเนาะဒါကာဒီယိုကစားနီးလုံးလို့ရတဲ့အားတွေဖြစ်တဲ့အတွက်အဲ့တော့ကိုယ်ကကိုယ်ကာယအကျန့်ခိုင်မှုနဲ့နှလုံးခွန်အားကျွတ်သားအားကောင်းမှုကစားဖို့အတွက်ဆိုလို့ရှိရင်ဒီ weight training free hand အကုန်လုံးကစားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့တီးတန်ကိုယ်ကဘောလုံးကန်တာနဲ့ဘောလုံးဘောလုံးကွင်းနဲ့ကန်လိုက်အလေးမလိုက်လုံးလို့မကောင်းဘူးเนาะ အပြေးလေးချင်းလိုက်လိုက်ဝိတ်တယ်လည်းမကောက်ချစ်တောင်းရိုက်လည်းအခုပဲလိုက်လို့ဝိတ်မှလည်းမကောက်ဘူးအခုပဲနပန်းတက်လဝိတ်တွေလက်ထိုးလိုက်အခုပဲဝိတ်လာကစားလည်းမကောက်ဘူးအဲ့ဒါကြတော့အချိန်ကိုခွဲလိုက်အချိန်ဆိုတာမနေ့ပိုင်းကိုဝိတ်ထွင်နေကစားရဆိုရင်တော့ညနေပိုင်းကိုအခုညီလေးပြောတဲ့အာကစားနည်းကိုကစားမယ်ဘောလုံးကမ်းမယ်အဲ့လိုခွဲကစားရမယ်เนาะဒါလေးကဟိုတူသလိုလိုနဲ့မတူတဲ့အကြောင်းကိုရှင်းပြပေးတာကျွန်တော်စီမှာကအဲ့လိုပေါ့အာဂျင်မာဟိုကာဒီယိုမပါဘူးလားကာဒီယိုမပါဘူးလားဆိုတော့ ဘာကိုပြောမှန်းကိုသူတို့ကိုယ်တိုင်မသိဖြစ်နေသူတို့သိထားတဲ့ကာဒီယိုကခုနကကျွန်တော်ပြောသလိုပဲဟိုကုံဒီကုံဟိုထုဒီထုကာဒီယိုလို့သတ်မှတ်ထားဒီဝိတ်တုံးနေအလေးတုံးနေအလေးပြားအလေးစစ်တင်တဲ့နော်ကစားတာကာဒီယိုမဟုတ်ဘူးနော်သူတို့အဲ့လိုကြီးယူဆထားတာကျွန်တော်နိုင်ငံမှာတော်တော်များများလည်းအဲ့လိုကြီးသတ်မှတ်ထားပြီအဲ့မှာစားပြီးလွှဲနေတာနော်အဲ့တော့ဝိတ်နဲ့လည်းကာဒီယိုကစားလို့ရတယ်ဖရီဟန်နဲ့ကာဒီယိုကစားလို့ရတယ်အိမ်မာရဲ့ကာဒီယိုကစားလို့ရတယ်နော်ကာဒီယိုကစားတဲ့ဟာက ဘာနဲ့ပဲကစားကစားကစားလို့ရတယ်ကျိုးနဲ့ကစားမှာတာယာထုမှာဝိတ်နဲ့ကစားမှာမဟုတ်ဘူးเนาะအဲ့ဒါလေးကိုရှင်းအောင်ပြောထားတာပါเนาะအဲ့ဒါဆိုတော့နားလည်မလို့ထင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးတစ်ခုကဟိုဟာ9737 37ဆိုရဲအကောင့်လေးရပါတော့ဟုတ်ကဲ့ဟုတ်ကဲ့အာ9ပြည်9လက်မှာ138ပေါင်ကျင်းစုံနေပါတယ်ဆရာတဲ့ပရိုတင်းအတွက်ကြက်ဥကြက်သားဘယ်လိုစားသင့်ပါတယ်လဲဆရာတဲ့ဂရန်နေကြမတွက်တက်လို့ပါတဲ့ အဲဒီအစိပ်အပိုင်းလိုက်ပြောပြပေးပါလားဆရာတဲ့ဝေရလွယ်ရအောင်ပါတဲ့သူကဂရန်နဲ့မတွေ့တော့တော့ဒီအစိပ်ပိုင်းလိုက်ပြောပြပါဟုတ်ပြီဟာတဲ့ဟုတ်ကျုပ်နဲ့တပါဘလို့ဂရန်နဲ့မတွေ့တက်လားဆိုတော့လေအဲ့ဒါကအခုငငယ်လေးလားမသိဘူးအာအကောင့်9ဆိုတော့အကောင့်နံပါတ်ကဲညီငယ်ပဲဖြစ်ဖြစ်ညီမငယ်ဖြစ်ဖြစ်ပါနော် grand နဲ့မတွေ့တာဘူးလားကျွန်တော်လည်းမတွေ့တာဘူးနော်အဲ့လိုပြောရမှာနော်ကျွန်တော်လည်းမတွေ့တာဘူးမတွေ့တာဘူးဆိုတာကဒီဟာတွေက ကျွန်တော်တို့ဟိုပညာရှင်ကြီးဘယ်သူလဲအိုက်စတိုင်းအိုက်စတိုင်းကိုဟိုတမိုင်မှာပေပေါင်းဘယ်လောက်ရှိလဲဆိုပြီးတော့သတင်းနောက်တည်းကမေးရလို့သူပြောတယ်ဒါရင်းနဲ့အိုက်စတိုင်းမဖြေနိုင်ဘူးဆိုတော့ဒါဆိုရင်ပညာရှင်ကြီးကဒီလောက်နော်ဘဟုသုတကျော်သွားပြီးတော့တမိုင်မှာပေပေါင်းဘယ်လောက်ရှိမှန်းတော့မသိဘူးနော်ဒီနှစ်တန်းသုံးတန်းចောင်းသားတော့ ဖြေနိုင်တဲ့မိခွန်ကိုအိုက်စတိုင်းကြီးကဘာလို့မဖြေနိုင်လဲလို့မေးတော့အိုက်စတိုင်းကြီးကဘာပြောလဲဆိုတော့ငါကလူတိုင်းမှတ်သားနိုင်တော့ရေးချစ်မှတ်တဲ့ဟာမျိုးငါကောင်းအမမတ်ဘူးပေါ့နော် तू ကလူတိုင်းမှတ်မှတ်သားနိုင်တဲ့အရာမျိုးလက်တွေ့ဆန်းတဲ့အရာမျိုးတွေကိုသူ့ရဲ့အုံနောက်ကအလုံးလုံးတယ်မှတ်သားရဲဆိုပြီးတော့အိုင်စတိုင်းကြီးကအဲ့လိုပြောခဲ့ဘူးလေအဲ့တော့ခုနကပြောတဲ့နော်ကြိတ်ဥတလုံးမှာကယ်လိုရီဘယ်လောက်ပါတယ်နော်ကြိတ်ရုံးဒီမှာဂရမ်ဘယ်လောက်ပါတယ်ဆိုတာအခုကျွန်တော်တို့တွေ YouTube ပေါ်မှာဖြစ်စေနော်တခြား Facebook ပေါ်မှာဖြစ်လေဒီဟာတွေကိုလေးလာမှတ်သားရင်တန်းရတယ်ဟုတ်ကဲ့အဲ့ဒါကမှတ်သားတဲ့အသိပညာပေါ့နော်အတတ်ပညာမဟုတ်ဘူးနော်အဲ့တော့ဒါတွေကသိချင်းမသိချင်းကအရင်အရေးမကြီးဘူးနော်ဒါပေမဲ့လည်းသိထားရင်တော့ပိုကောင်းတာပေါ့လေးလာပါနော်ကောင်းတယ်ဒါနဲ့လူတယောက်ကိုယ်လေးချိန်ကြောက်ဖို့အတွက်တနေ့ကိုကြိတ်ဦးဘယ်နှလုံးစားတဲ့နဲ့စက်သားဘယ်နှစ်ဆယ်သားပဲစားတဲ့နဲ့နော် ထမင်းကိုဘယ်နှစုံးမဲ့စားတင်တယ်ဒါမျိုးကိုလုတ်တဲ့ကင်တဲ့ပြောတဲ့သိတဲ့ကြတာအဲ့ဒါကြအတက်ပညာလို့ခေါ်တယ်နော်တက်သွားတာ哦အဲ့တော့ဆိုလွယ်သဘောကလူတယောက်ကိုကားမောင်းတာမေးသလိုပဲနော်ကားမောင်းတဲ့အခါမှာနော်ကားကိုညာဘက်ကိုကြွေ့ခြင်းဘာလို့ဝါလဲဆိုတော့ तू ကစီရတယ်ညာဘက်ကိုလှည့်ရမယ်ပြောတယ်ဘယ်ဘက်ကို ကိုယ့်ကျင်ဘာလို့ဘယ်ဘက်ကိုကိုယ်ရမယ်လို့ပြောတယ်။ဒဲသွားကျင်ဒဲချိန်ထားမယ်လို့သူပြောလိမ့်မယ်။ဒါရင်နဲ့ကားမမောင်းတတ်တဲ့လူတက်မောင်းလို့ပဲသူမမောင်းတတ်ဘူး။ तू ကတိတယ်မလုတ်တတ်ဘူး။အဲ့ကျွန်တော်တို့နိုင်ငံမှာကနော်တိရဲ့သူတွေများပြီးတော့တက်တဲ့သူတွေကရှားတယ်။နော်တကယ်ကိုယ်တိုင်လုတ်ပြဆိုတော့ကိုယ်တိုင်လက်မောင်းကြွတာကြည့်အောင်မလုတ်တတ်ဘူး။နော်သူများကပြောတယ်ဘယ်နှချင်းဘယ်နှကြော့ကစားလိုက်။နော်အဲ့ဒါလက်မောင်းကြွတာကြည့်တယ်။နော်ဘိုက်ကစားရင်ဘယ်နှချင်းဘယ်နှကြော့ကစားလိုက်။ နော်ဘိုက်ကြွက်သားတွေပေါ်တယ်ဒါဆိုလို့ရှိရင်ခမည်းကိုယ်တိုင်လမောင်းကြွက်သားတွေကြီးအောင်လုပ်ပြပါခမည်းကိုယ်တိုင်မောင်းညမာကြီးဖြစ်အောင်လုပ်ပြပါခမည်းဒီလောက်ပညာရေးတော်ရေးတက်နေတာခမည်းနိုင်ငံတကာမှာရွှေတိစိတ်စုရအောင်လုပ်ပြပါလို့ပြောလို့ရှိရင်အဲ့လိုလုံနိုင်တဲ့သူကလက်ချိုးရည်လို့ရတယ်ဆရာတွေများတယ်ပညာရှင်တွေနည်းတယ်ကျွန်တော်နိုင်ငံမှာအခုအဲ့လိုဖြစ်နေတယ်အဲ့တော့အခုညီငယ်ပဲဖြစ်စေညီမငယ်ဖြစ်စေနော်ဂရန်ကအရေးမကြီးဘူးနော်အဲ့တော့ ကိုကိုလေးချိန်ချမာလားတင်မာလားဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကချိန်ဆကစားသွားကြရတယ်ချိန်ဆကြီးစားကြရတယ်ဥမာကိုလေးချိန်ပေါင်150အောက်မှာရှိတဲ့ခန္ဓာကိုယ်ပုံစံမျိုးကချက်သားခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားခြင်းနဲ့ဆိုရင်တော့ကြည့်ရင်အောင်နှစ်အောင် သို့မဟုတ်သုံးအောင်လောက်စားပေးတင်တယ်နော်ဒါပေါင်150အောက်က weight တင်ကျင်တယ်ပြောတာအဲ့လိုမဟုတ်ဘဲနဲ့ပေါင်150အောက်က weight ချကျင်တယ်ဆိုရင်တော့တနေ့ကိုကြည့်ရင်အောင်တအောင်လောက်စားမယ်ဆိုရင်သူ့ရဲ့ protein လုံလောက်ပြီနော်ဘာလို့ဆိုတော့ပေါင်150အောက်ရှိတော်ညာလဲတချို့က weight တင်ကျင်တယ်တချို့က weight ချကျင်တယ်နော်အဲ့ဒါဆိုလုံလောက်ပြီအဲ့လိုပဲပေါင်150နဲ့အထက်ရှိတော့သူတွေက weight ထပ်ပြီးတော့တက်ချင်တယ်ဆိုတော့သူကကိုလေးကြတော်တော်လေးတက်ထားရဖြစ်တဲ့အတွက်ကြည့်ရင်အောင် အနည်းဆုံး2အုံကတည်းအများဆုံး6အုံလောက်ဒီစားတင်တယ်နော်ဒါမှသူ့ကိုယ်လေးကျင်စစ်တက်မှာပေါ့သူ့ရဲ့ weight ကအဲ့လောက်များနေတာဖြစ်တဲ့အတွက်အဲတကယ်လို့ပေါင်150နဲ့အထက်ရှိတဲ့သူ weight ချရမယ်ဆိုရင်တော့ तू ကခုနကတည်းကနည်းနည်းတော့ပိုစားပေးရမယ်နော်အနည်းဆုံးရင်ုပ်2အုံစားပေးရမယ်နော်အများဆုံးတော့3အုံပေါ့နော်အဲ့လောက်စားပေးတင်တယ်အဲ့လောက်ဆိုရင်လုံလောက်ပြီဒါဆိုရင်ထပ်ပြီးတော့မေးစရာရှိတယ်ဆရာအကျင့်ရင်အောင်ကတော့ဟုတ်ပြီเนาะ 50သားအကောင်လားတပိတ်သားအကောင်လားနှစ်ပိတ်သားအကောင်လားမေးစရာဖြစ်လာပြီเนาะအဲ့တော့ပုံမှန်ပြပြနှုံးမဲ့ပြန်တွေ့မယ်ဆိုရင်ကျွန်တော်ထင်တယ်ဗျတပိတ်သားဝင်းကျင်လောက်ဆိုရင်လုံလောက်ပြီနော်အဲ့ဒီတပိတ်သားဝင်းကျင်လောက်အကောင်ကျွန်တော်နိုင်ငံမှာလည်းဒီလောက်ပဲအကောင်တွေကရေဘူးအားဖြင့်များတာနော်အဲ့တော့နည်းနည်းလေးပူသွားလဲပြဿနာမရှိဘူးနည်းနည်းလေးညော့သွားလဲပြဿနာမရှိဘူးပရိုတင်းဖြစ်နေလို့ เนาะကျွန်တော်တို့ကမတန်တဆာကြီးစားခိုင်းနေတာမဟုတ်ဘူးเนาะတခြားဟိုငရုတ်သီးတို့တခြားစီတို့တခြားဆန်တို့ဆိုရင်တော့ညာလို့ရင်လည်းမကောင်းဘူးနဲလို့ရင်လည်းမကောင်းဘူးအခုဒီကြက်သားတို့အမဲသားတို့ငါးတို့ပရိုတင်းတို့ဟာမျိုးကြတော့เนาะနည်းနည်းပိုသွားတာနည်းနည်းယော်သွားတာပြဿနာမဟုတ် grand ဝယ်ပြီးတော့ grand နဲ့ chain အဲ့မှာစိတ်ကြစားတွေဖြစ်အာ grand နဲ့ပို့သွားလို့ဟာအခုပဲဆိုပါစို့နည်းနည်းလေးလွယ်ဈေးပဲပြေးဝယ်ရမလို့လို့เนาะနည်းနည်းလေး ရှော့သွားလို့ရှင်ပို့ပြီးတော့ပဲစားရမလို့ဖြစ်နေတယ်เนาะအဲ့လောက်ထိအရေးမကြီးဘူးเนาะအဲ့တော့ပရိုတင်းကနည်းနည်းညော်လဲရတယ်နည်းနည်းပို့လဲရတယ်เนาะအဲ့ဒါဆိုရင်เนาะကျွန်တော်ရဲ့ငင်ငယ်သွို့မို့ညီမငါနားလဲမယ်ထင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ဒီကုန်စစပါအောင်ဗျကဲเนาะအခုကကျွန်တော်တို့လုပ်ငန်းချိန်မှာအခုလိုရိုက်ကူးရေးတင်ဆက်ပေးရတာဖြစ်တဲ့အတွက်အခုလိုကျွန်တော်တို့သဏ္ဍာန်ကိုသဏ္ဍာန်သားတွေကတော့ဖြတ်သွားဖြတ်လာလေးတွေရှိပါပါဗျာเนาะနားလဲပေးပါဗျာဟုတ်ကဲ့ reality ကိုရိုက်တာပေါ့နော်ဟုတ်ပါဗျာ reality ကိုရိုက်လိုက်တော့မယ်အဲ့လိုဖြစ်တယ်ကတ်တွေပါရမလို့ကတ်တွေမလို့ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအဲ့ဆိုရင်နောက်ထပ်မိန့်ခွန်းလေးတစ်ခုပေါ့ဟုတ်ကဲ့ဟုတ်ထပ်သူအကောင့်လေးရပါဆရာမင်္ဂလာပါတဲ့အကျိုးဆွေးရင်ခါနာတလို့ဖြစ်လို့တဲ့အဲကြောကစားနီးကများနေတယ်လို့ခံစားမိတယ်ဆရာ့ဟိုဘယ်နှမျိုးလောက်ဆော့ရမလဲဆရာ့ခါမနာအောင်လဲပြောပေးပါလားတဲ့ဆရာကိုလေးစားအားကိုးလျက်ပါဆရာ့တဲ့ဟုတ်ကဲ့ ကြောကစားနီးကများနေလို့ခါနာတယ်ဖြစ်တယ်ဆိုတော့တကယ်တော့များနေလို့ခါနာတာမဟုတ်ဘူးမှားနေလို့ခါနာတာเนาะအဲကျွန်တော်အဲ့လိုပဲပြောအောင်ပါเนาะဟုတ်အဲ့ဒီမှာရောဒီပါလေเนาะဘာကြောင့်လဲဆိုတော့ကြောကစားနီးကအများကြီးပဲရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့နောက်ကြောအမျိုးအစားကိုကြည့်ပြီးတော့ကိုယ်အကြိုက်ဆုံးကစားနီးအ ਨੇ ဆုံး၄မျိုးရတယ် အများဆုံး9မျိုးပေါ့အဲ့လောက်ထိရွေးချယ်ကစားလို့ရတယ်နော်နောက်ကျောအမျိုးအစားဆိုတာကတချို့နောက်ကျောတွေကဟိုမှာအမျိုးသမီးတွေဆိုရင် နောက်ကျောတွေအောက်ကတည်းအစီတွေအိုက်ကြနေတယ်တချို့အမျိုးသမီးတွေကြတော့ကျောဂျိုင်းတွေမှာသွားပြီးတော့အစီအခေါက်တွေထူနေတယ်တချို့အမျိုးသမီးတွေကြတော့နောက်ကျောဂုံပိုးကြီးတွေမုံမောက်ပြီးတော့အစီတွေရမ်းများတယ်နော်တချို့အမျိုးသမီးကြတော့ကျောပင်တစ်ပြင်လုံးအစီတွေများတယ်ဟုတ်ကဲ့နော် အဲ့ဒါလိုပေါ့ပြီးတော့လေတချို့အမျိုးသားတွေလည်းခုနကပြောတဲ့အတိုင်းပဲကိုယ့်ရဲ့ကြောကဘေးနေရာမှာအစီများတာလဲတောင်းပန်ဘေးနေရာကအရန်ကိုခြိုက်နေတာလဲဒါကိုကျွန်တော်တို့ကကြည်ပြီးတော့မှလေးကျင်ကအမျိုးအစားကိုရွေးချယ်ပြီးတော့လေးကျင်ရတာအဲ့တော့အခုမေးတဲ့ညီငယ်လားညီမငယ်လားချက်တူချက်တူဆိုတော့ညီလေးညီငယ်ဖြစ်လိမ့်မယ်နော်ညီငယ်ရဲ့ခန္ဓာကိုယ်အချိုးအစားကနောက်ကြောကစားနည်းပဲညီလေးကမေးထားတယ်ညီလေးကပိန်သလားဝသလားကိုလေးချင်းခြိုက်ကြတယ်လား တစ်ချင်တာလားเนาะမသိရဘူးအဲ့တော့ကျွန်တော်ကဘယ်ကစားနည်းကိုပြောရမှန်းပြောရရင်တက်တက်ကိုကမသိဘူးဖြစ်နေတယ်เนาะဥမာညီလေးကကြောကအရန်သေးလို့ကြောကြွတာကြီးထွားခြင်းလဲဆိုရင်တော့ပုံနဲ့တော့ကျွန်တော်ကပြောပြလို့ရတယ်ဒါမှမဟုတ်เนาะကိုလေးရင်ချခြင်းတာကြောစီချခြင်းတာရတယ်အဲ့တော့เนาะအကျန်းအဖြစ်မဲ့ကျွန်တော်ပြောတော့မယ်เนาะခုနကပြောတဲ့အတိုင်းပဲအနည်းဆုံး ၄မျိုးအများဆုံး၇မျိုးရွေးချယ်ကစားလို့ရတယ်เนาะပြီးတော့ကိုကကြောပြင်ကျွက်သားကြီးထွားကျင်တယ်သူဆိုလို့ရှိရင်ကစားမယ်အချိန်အကျော့က15 35เนาะအဲ့ဒါကို2ကြော့2ကြော့2ကြော့စီအဲ့လိုကစားတင်တယ်တကယ်လို့ညီငယ်ကအစီကြခြင်းတဲ့သူเนาะကျွက်သားပေါ်ခြင်းတဲ့စစ်လက်ခြင်းတဲ့သူဆိုရင်တော့အချိန်က 25 25 25နော်အဲ့ဒါကိုနှစ်ကြော့နှစ်ကြော့နှစ်ကြော့အဲ့လိုကစားတင်တယ်နော်အလေးကတော့ကိုယ့်ရဲ့ခွန်အားစနစ်နိုင်တဲ့အလေးကိုသုံးပါကျွန်တော်ကအကြမ်းမြင်ရတဲ့ပုံပုံမဟုတ်တော့ညီလေးမှာခွန်အားစနစ်ဘယ်လောက်ရှိလဲဆိုတာမသိပါဘူးနော်အဲ့တော့ကိုယ်နိုင်တဲ့အလေးကိုခုနပြောတဲ့အချိန်နဲ့ကွတိကြနီးပါးလောက်ကစားမယ်ဆိုရင်ခုနကနော်ညီလေး เนาะค้านามาแล้วမဟုတ်တော့ပါဘူးပြီးတော့နောက်တစ်ချက်နောက်ကြောကစားတဲ့အချိန်မှာค้ามနာအောင်ပထမအဦးဆုံးเนาะကိုလေးချိန်ခြာရသူဖြစ်စေကိုလေးချိန်တင်တဲ့သူဖြစ်စေကစားကို ကစားရမယ်ကစားနည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒူးဆန်ค้าဆိုရင်အင်္ဂလိပ်လိုအခေါ်ရော delay ပေါ့เนาะအဲ့ဒီကစားနည်းကိုကစားရပါမယ်เนาะအဲ့တော့ဒူးဆန်ค้าဆိုရင်အလေးကိုတင်တဲ့အလေးရတယ်เนาะခုနကပြောထားတဲ့အချိန်အကျော့ကိုเนาะ ကစားပေးရပါမယ်အဲ့တော့ခါကစားနီးကိုအရင်ကစားလိုက်တာဖြစ်တဲ့အတွက်ခါတပြင်းလုံးကြောတပြင်းလုံးသွေးပူပီးသားဖြစ်သွားတယ်ပြောတဲ့ခုနကပြောသလိုခါနာခြင်းကင်းဝေးသွားမှာဖြစ်ပါတယ်အဲ့ဒီကစားနီးကိုထိတ်ဆုံးကကစားပြီးမှသာကြံတဲ့နောက်ကျောကစားနီးတွေကိုကစားရမှာပါ ဆိုလိုတာကကျွန်တော်တို့ခင်းချက်တလို့ပါပဲเนาะဒဲဝိုးတွေကိုပထမဆုံးထည့်ရမှာဒီစီဖြစ်တယ် ။ဘာကြောင့်စီရင်ထည့်ခဲလဲဆိုတော့စီထည့်ပြီးမှသာကြံတဲ့ဂျင်းနေစစ်သွင်းနေတူးမသွားမှာတူးသောမနမ်းမှာစစ်သားတွေအသားငါးတွေနော်အသေးရွက်တွေနော်မဲချိတ်တူးမသွားမှာအဲ့တော့အရင်ဆုံးဒေအိုးတော့မှာထဲ့ကိုထဲ့ရမယ်ပထမအုပ်ဆုံးပစ္စည်းတွေစီအဲ့လိုပဲနောက်ကျောကစားနေပထမအုပ်ဆုံးကစားကိုကစားရမှာဒီဒူးဆန်ခါဆွဲခေါ်တက်လက်နော်အဲ့လိုလေးကျွန်တော်ဥမာပေးပြီးတော့နားလည်အောင်ရှင်းပြပေးခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာ အဲဒါကနောက်ဆက်မေးခွန်းလေးတစ်ခုက admin ပိုင်ဆိုတဲ့ account လေးရပါဗျာဟုတ်ကဲ့ဟုတ်ကဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးလို့ကြွက်သားတွေညောင်းကြိုက်သွားရင်အကြိုက်ခဲပြောက်စီတောက်လို့ရလားတဲ့အကျိုးဆက်ကရောဘာဖြစ်နိုင်မလဲဆရာတဲ့ဟုတ်ကဲ့အဲ့ဒါကတော်တော်များများနဲ့ကျွန်တော်နဲ့ဆန်းကျင်ပဲပြဖြစ်နေမလားမသိဘူးဗျเนาะတော်တော်များများကချင်းကစားတယ် ကိုခန္ဓာကျွတ်သားရေနာကျင်သားရေဆိုလို့ရှိရင် အကြိုက်ခဲပြောက်စီတွေတောက်လိုက်တယ်တက်တာသွားတယ်မှန်တယ်ဆေးတွေကအဲ့လောက်ကိုစွန့်တာနော်ဝင်းချုံနေတဲ့သူဝင်းနှုတ်ဆေးတောက်လိုက်ရင်တန်ဝင်းသွားတာပဲနော်မဲချင်းတဲ့သူအိတ်ဆေးတွေတောက်လိုက်ရင်အိတ်ပြောသွားတယ်နော်ဘိုက်အောင်နေတဲ့သူဘိုက်အောင်ပြောက်ဆေးတောက်လိုက်ရင်ဘိုက်အောင်တာတက်တာသွားစားတဲ့ပြပေါ့ဆေးတွေကအဲ့လောက်စွန့်တာဖြစ်တယ်ဒါပေမဲ့လိုအပ်မှဒါဆေးကတောက်တော့မှဖြစ်တယ်လို့နော် ဒီအပေါ်မှာမူတည်ပြီးတော့အကြိုက်ခဲပြောင်စေးတွေဆိုတော့ဥမာဆိုတော့သုံးတယောက်ကကိုယ်ကိုဒုံးနဲ့ရိုက်သွားတယ်ခလုတ်တိုင်လဲတယ်ဒဏ်ရာတွေကြိုက်ခဲတယ်ဒါမျိုးကြတော့အကြိုက်ခဲပြောင်စေးတောက်ဖို့လိုအပ်တယ်နော်ဒါကကြွက်သားဒဏ်ရာရသွားတာအခုဟာကကျွန်တော်တို့ကလေးကျင်ကန်းလုံးလို့နာကျင်တဲ့ကြွက်သားကြိုက်ခဲမှုနော်စေးမတောက်တင်ဘူးနော်အဲ့စေးတွေကအသေးတွေကြောက်ကတ်တွေကလီစာတွေကိုအရန်ကို ထိကြိုက်ပစ္စည်းတယ်အဲ့တော့ ဆေးပညာရှင်တွေရဲ့အဆိုအရကျွန်တော်မှတ်သားထားတာတခုရှိတယ်။ကဘာမှာ side effect မရှိသောဆေးဘာဆေးမှမရှိဘူး။နော်အကုန်လုံးဒီ side effect ရှိတယ်။နော်အဲ့လိုဆေးပညာရှင်တွေဆိုထားတာကြားမှုတယ်။နော်ဟုတ်လဲဟုတ်လိမ့်မယ်။နော်အဲ့တော့ကျွန်တော်ကတော့ဆေးဝါးတွေကိုအာမကိုးစေခြင်းမူအဲ့တော့ကိုကဂျင်းပထမဆုံးစကားစားမှာဆိုရင်တော့အရန်ကြီးမကစားလိုက်နဲ့အလေးတွေကိုလည်းဂျင်းကနေပြဆရာဆရာမတွေ တတ်မှတ်ပေးထားသောအလေးကိုပဲကစားပါဒါဆိုရင်တော့ကိုလက်နာကျင်မှုတက်တာလိမ့်မယ်ဒါရင်းနဲ့ဘယ်လိုပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုထိတော့နာမှာပဲတခုတော့ရှိတာပေါ့ကိုကိုတင်ပြပေးတဲ့ဂျင်နိဒဆရာဆရာမတွေကနော်ဒီကာယပညာကိုကျွမ်းကျင်မှုအားနည်းတယ်ဆိုရင်တော့သူတို့ပေးတဲ့အလေးတွေများသွားတာတို့နော်သူတို့ပေးတဲ့အကျင့်တွေများသွားတော့ဆိုရင်တော့အိမ်ကြရင်တော့တော်တော်လေးနော် ဒုက္ခရောက်လိမ့်မယ်เนาะနိုင်ခြင်းမှုတန်ကိုเนาะညီးတွားလာအောင်ခံစားခံစားရလိမ့်မယ်ဒါပေမဲ့လည်းမပူနဲ့ပျောက်မှာပဲเนาะဘာလို့ကြွက်သားနိုင်ခြင်းမှုကတော့အတိုင်းတာတစ်ခုထိတော့เนาะဟုတ်ကဲ့ပါ၄၅ရက်တစ်ပတ်လောက်တော့နိုင်ခြင်းမှုကဖြစ်လိမ့်မယ်ဒါကအခုအခြေခံစံမာရေးအရာလေ့ကျင့်တဲ့သူတွေကိုပြောတာเนาะဒါပေမဲ့မညာတန်းအမှန်တိုင်းပြောယူဝင်ခိုင်းရမယ်ဆိုရင်တော့ကျွန်တော်ဆိုလို့ရှိရင် เนาะကျွန်တော်ရဲ့ကစားတဲ့တက်တန်းကနှစ်ပေါင်းလဲမနေတော့ဘူးเนาะပြိုင်ပွဲဝင်တဲ့တက်တန်းတော့မနေတော့ဘူးเนาะဒါပေမဲ့ဒီကနေ့အချိန်ထိ ကစားတဲ့အကျွတ်သားတွေဟာနာကျင်ကြိုက်ခဲနေသေးပဲเนาะဒါကတော့တကယ်ညှက်ကစားရင်เนาะတကယ်နာကျင်ပါပဲဒါရင်းနဲ့ အေးနာကျင်ပုံရင်းမတူတယောက်ယောက်ကဒုန်းနဲ့ရိုက်သလိုနာတော့အော်ရင်နေတရမှာပေါ့နော်အခုကတော့အဲ့လိုရှိတယ်ကျွန်တော်တို့ဘာစိတ်မှမတော့ပါဘူးနော်အဲ့တော့သူ့လိုလိုပဲနာကျင်နေရတာလေးကိုပဲကျွန်တော်တို့ကပြန်ပြီးတော့ကျင်နာနေရတာပါပဲနော်အဲ့တော့တကယ်ကျွတ်သားနာကျင်တာကျွန်တော်သဘောကျတယ်အဲ့တော့စိတ်မတော့ပါနဲ့နော်မကောင်းပါဘူးလို့ပဲကျွန်တော်အကြံပြုလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ညာဟုတ်ကဲ့ပါဆရာကျေးဇူးပါ ဟုတ်အမ်ဒါဆိုရင်နောက်ဆုံးမိကုံးလေးပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုကြော်ထက်အကောင့်လေးရပါဆရာဟုတ်ကဲ့လေးစားရတော့ဆရာတဲ့ဒါလေးကိုရှင်းပြပေးပါလားဗျာတဲ့လက်ရှိအိမ်မှာပဲကစားနေသူမျိုးကြွက်သားအုပ်စုကြွက်သားအုပ်စုကိုတအုပ်စုကိုပေါ့နော်အမ်ကစားနီးဘယ်နှမျိုးကစားတင်လဲဆရာတဲ့ကြွက်သားတအုပ်စုကိုကစားနီးအမ်ညံ့များဆော့ရင်စိုးကျိုးတွေရှိလိုက်ရှိသလားပေါ့နော်နောက်ပြီးတော့လက်ရှိကစားနေတာကြွက်သားတအုပ်စုကိုကစားနီးခုနှစ်မျိုးလောက်ကစားနေလို့ပါဆရာတဲ့ဟုတ်ကဲ့သူက ွက်သားတအုပ်စုကိုကစားနည်းများများစော့ရင်စိုးစိုးရှိလာပေါ့သူလက်ရှိစော့နေရတော့ကစားနည်းက9မျိုးလောက်ကစားနေပါတယ်ဒီကျွက်သားတအုပ်ကစားနည်း9မျိုးဆိုတော့စိုးစိုးရှိလာဆိုတော့ညီလေးကြော်ထက်ကပုံမလေးလေးပဲပြောရရင်တော့လိုရာထက်ပိုသွားရင်တော့စိုးစိုးရှိတယ်နော်လိုတလောက်မကစားဘူးဆိုလေထိရောက်မှုအားနည်းမယ်အဲ့တော့ရှေးပညာရှင်တွေရဲ့အဆိုအရ အရာရာသည်တန်ဆေးလွန်ပြီးဖြစ်လိမ့်မယ်နော်အဲ့တော့ကျွတ်သားတစ်ခုကိုခုနှစ်မျိုးကစားတာများနေလားဆိုတော့ညီလေးကဘယ်ကျွတ်သားအစိပ်ပိုင်းကိုပြောတာလဲနော်ဒီပေါ်မူတည်တယ်ဥမာနောက်ကျောကျွတ်သားလို့ကစားနည်းမျိုးအောက်ပိုင်းကျွတ်သားပေါင်ကျွတ်သားလို့ကစားနည်းမျိုးဆိုတော့ရင်တော့ခုနှစ်မျိုးကနော်နည်းနည်းများတဲ့အထက်မှာပါတော်ညာလဲပဲ ညီလေးရဲ့လေ့ကျင့်မှုတက်တန်းတစ်နှစ်ကျော်နှစ်နှစ်သုံးနှစ်ဆိုရင်တော့မစိုးဘူးเนาะကစားမယ်ဆိုကစားလို့ရတယ်เนาะဒါပေမဲ့လည်းကျွန်တော်ပထမမိကုန်းတော့ပြောထားသလိုအလဲဆုံး၄မျိုးအများဆုံး9မျိုးပဲကစားတင်တယ်အဲ့တော့ပုံမကစားတင်ဘူးเนาะအဲ့လိုရှိတယ်ဒါကခုနကပြောတဲ့ပေါင်ကျွက်သားတို့နောက်ကျောကျွက်သားတို့ကျွက်သားကြီးအုပ်စုကိုပြောတာเนาะအဲ့လိုမဟုတ်ဘဲလမောင်း ကြွက်သားမျိုးတို့စုံကြွက်သားမျိုးတို့အသေးစားကြွက်သားမျိုးဆိုရင်တော့ခုနှစ်မျိုးကများသွားပြီเนาะအဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ကြွက်တွေတက်လာမယ်အကြောတွေကက်လာမယ်ကြွက်သားဖွံ့ဖြိုးမှုကြီးထွားမှုအားနည်းလာမယ်ပြီးတော့အိတ်မပြောစားမဝင်နေဖြစ်လာမယ်เนาะစိတ်ရှည်တိခတ်မှုတွေအားနည်းလာမယ်ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကခုနကပြောတဲ့လေ့ကျင့်မှုလွန်ကဲသွားတာဖြစ်တဲ့အတွက်เนาะဆိုးကျိုးဖြစ်မှာတေကြတယ်ကောင်းကျိုးမဖြစ်နိုင်ဘူးအဲ့တော့ ုနပြောတဲ့လမောင်းကျွတ်သားလိုကစားမျိုးကြီးကြတော့အ ਨੇ ဆုံး2မျိုးအများဆုံး4မျိုးเนาะဒီလောက်ပဲကစားတင်တယ်ဘာလို့ကျွန်တော်အဲ့လိုပြန်ပြပြောလဲဆိုတော့လမောင်းကျွတ်သားကြီးထွားခြင်းတဲ့သူတွေရဲ့ကစားနည်းနဲ့ကစားတဲ့အလေးကစားတဲ့အချိန်ကြောတွေကတမျိုးဖြစ်တယ်လို့ခုနပြောလမောင်းကျက်လက်တွယ်လျောက်အောင်ကစားတဲ့အလေးအချိန်အကြော့ကစားနည်းတွေနဲ့ကစားတဲ့အမျိုးမျိုးတွေကတမျိုးဖြစ်တယ်เนาะအဲ့တော့ဘာပြောပြောကျွန်တော်အကြံပြုရင်ခုနှစ်မျိုးကတော့နည်းနည်းများတဲ့အထက်မှာ ပါလိမ့်မယ်နော်အိမ်မှာလဲကစားဟုတ်ကဲ့အိမ်မှာလဲကစားဆိုတော့လေအဲ့တော့ပါလိမ့်မယ်တခုတော့ရှိတာပေါ့နော်လေးကျင်ကန်တစ်မျိုးကိုနော်15ချိန်3လေးကြောလောက်ကစားရဲဆိုတော့ဒါကသွေးပူအစင်ပဲရှိမယ်နော်ကျွန်တော်ပြောတဲ့ဟာကထိရောက်တော့အချိန်ထိရောက်တော့အကြော့အနည်းဆုံး6ကြော့8ကြော့10ကြော့စသဖြင့်အဲ့လိုဆိုရင်တော့5မျိုးကများတယ်အဲ့လိုလေတစ်မျိုးကို2ကြော့3ကြော့4ကြော့လောက်လေးကစားရဲဆိုရင်တော့5မျိုးမဟုတ်အမျိုး80တောင်နည်းနည်းနေအောင်ပါ เนาะအဲ့တော့တချို့ကကျွန်တော်သိရသလောက်ဂျင်းအများစုတွေမှာလေ့ကျင့်ခန်းတွေကို3-4ကျောလောက်ပေးလိုက်တယ်တမျိုး3-4ကျောလောက်ပေးလိုက်တယ်တနားတနား15လောက်ရှိရင်ပြန်တော့လို့ပြောတယ်အဲ့ဒါတွေကြတော့ကစားသမားတော့တက်တာတာပေါ့ဒါပေမဲ့လည်းလိုအပ်သလောက်အချိန်သုံးဆွဲမှုလေ့ကျင့်ခန်းသုံးဆွဲမှုခွန်အားစိုက်ထုတ်မှုတွေအားနည်းတာဖြစ်တဲ့အတွက်တိုးတက်မှုလည်းအရန်အားနည်းနေမယ်ဒါကတော့ ျွန်တော်တို့ဂျင်းပိုင်ရှင်တွေအများစုနဲ့ဂျင်းထရိနာတွေအကြိုက်ဆုံးတော့တယောက်ကိုတနားီတနားီ15တနားီခွဲကစားရေးပြန်ဆိုတဲ့စနစ်ပေါ့အဲ့လောက်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလိုရာခီးရောက်ဖို့မလွယ်ဘူးเนาะအနည်းဆုံးတော့ခုနပြောသလို6ကြော့လောက်တော့ကစားတဲ့နယ်เนาะအချိန်ကြော့တွေအလေးကြီးကတော့ကျွန်တော်လူခန္ဓာကိုမြင်မှပြောလို့ရမှာဖြစ်တဲ့အတွက်เนาะ ကျွန်တော်အများကြီးမပြောလို့တော့ဘူးเนาะအဲ့လောက်ဆိုရင်ငငယ်လေးအိမ်မှာပဲကစားကစားရှင်ယုံမှာပဲကစားကစားနားလည်လည်မယ်လို့ထင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပြီးတော့ပြီးသွားပြီကွာကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ဒါအခုလိုပါပဲเนาะမိကုံးလေးတွေမေးကြတယ်ဖြေကြတယ်เนาะအများအကျိုးကိုကျွန်တော်တို့เนาะအခုလိုအချိန်ပေးတယ်ဘိုးဆောင်ရအခုရိုက်ကူးရေးလှုပ်ပေးတယ်เนาะ ပညာရှင်ငါလဲအားတာမဟုတ်ဘူးเนาะသူလဲသွားစရာရှိတယ်เนาะအခုကျွန်တော်ကိုပါဝင်အားဖြည့်ပေးတယ်ဒေါက်တာတကြီးကလည်းပြီးရင်ဂျင်းကစားရမှာเนาะဟုတ်ပါတယ်အားတာမဟုတ်ဘူးเนาะဒီကရိုက်ဖို့တော့ကိုမကစားပဲနဲ့เนาะရက်လိုက်ရတာကျွန်တော်ကိုယ်တိုင်လဲအခုကစားနေတုံတန်လန်းကြီးကိုရက်ပြီးရက်ပြီးတော့အခုတော့စီစဉ်နေတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့เนาะအခုလိုမေးမြန်းချက်ဖြေကြားချက်တွေဟာလိုတာတွေပိုတာတွေ နော်ရှိကောင်းရှိမဲရှိကြမှာလည်းရှိလိမ့်မယ်နော်ကျွန်တော်တို့တော့ကိုဘွားအတွေ့အကြုံနဲ့ဖြစ်တည်လာတဲ့အရာတွေကိုအခုနော်ကျွန်တော်ရဲ့တန်ငယ်ချင်းမိတ်ဆွေတွေနားလည်အောင်ရှင်းပြပေးတာဖြစ်တယ်အဲ့တော့ now သိကျင်တာရှိပါလို့ရှိလို့ရှိရင်ကျွန်တော်ဒီ YouTube နော်အောက်က comment မှာ comment မှာနော်ဟုတ်ကဲ့မြင်မြန်နိုင်ပါတယ်ကျွန်တော်လည်းအခုလိုအာဒီဖြစ်စေမာဒီဖြစ်စေကျွန်တော်တို့ကတော့ရအောင်ဖြေကြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ She's, she's, she she's, she's, she's a Yeah. Okay. okay. She's <laughs> she's